ားလုံးမမြင်လာပါလွတ်တက်ပြောင်းလဲမှုအတွက်ဖျားတံအောင်လဲကြံ့ကြံ့ခံနိုင်ဖို့အရေးကြီးပါတယ်တို့တမှုတော့အပြောင်းလဲလုပ်တဲ့အချိန်မှာ discomfort ဆိုတဲ့တတောင့်တတမဖြစ်မှုတံအောင်လဲခံနိုင်ဖို့အရေးကြီးပါတယ်အပြောင်းလဲကပုံပြီးတော့ကြီးလေဖျားတံအောင်လဲပုံပြီးတော့ကြီးလေပေါ့လေဒါကြောင့်မလို့ပဲတချို့ဆိုလို့ရှိရင်ဒီဖျားတံအောင်မကြုံနိုင်ပဲနဲ့ပုံမှန်တိုင်းပဲရှင်းသန်သွားကြတာမျိုးတွေလည်း ်ရှိပါတယ်။ဟိုကျွန်တော်တို့ဂျင်ကစားရဲဆိုတော့ဆက်ဆခြင်းဂျပန်နှစ်ဘက်ကနေတလားလောက်ထိခဏဝပင်မန်းမယ်ညောင်ရကခဲမှုတွေနာကျင်မှုတွေဖြစ်မယ်။နောက်တစ်ခုကဂျင်ကစားပြီဆိုလို့ချင်းဒီတော့ကိုအချိန်တည်တံ့ပေးရတဲ့အတွက်တခြားကိုလို့ချင်းတဲ့အရာလေးတွေအတွက်ဆွန့်လန့်ရတဲ့မျိုးတွေဒါမျိုးတွေလည်းရှိနိုင်တယ်။ဘာသာစကားတစ်ခုလေ့လာပြီဆိုတော့ကျွန်တော်တို့ဆက်ဆခြင်းမှာဘာသာစကားအစ်စ်ကိုအုံနှောင်းနေပြီးတော့မှလေ့လာရတဲ့ဒီဆွတ်ယူရတဲ့အတွက်ပင်မမှုတွေရှိမယ်။ဒီတော့ကိုကျွန်တော်တို့ကိုယ်ပိုင်အချိန်တွေပေးလိုက်ရတာတွေရှိမယ်။နောက်တစ်ခုကကျွန်တော်တို့ဒီတန်တန်းပေါ်တွေနဲ့ကွန်မြူနီကေးလုပ်ရတဲ့ခက်ခဲ ဲတွေရှိနိုင်တယ်။စသဖြင့်ပေါ့ PR တွေခက်ခဲတွေရှိတာပေါ့။အလုပ်စ်တစ်ခုစပြောင်းပြီးကိုယ်ပိုင်လုပ်ငန်းအစ်စ်တစ်ခုစပြီးဆိုရင်လည်းဒီမှာ PR တန်တွေရှိတာပဲ။ကျွမ်းကျင်မှုအစ်စ်တွေအတွက်လေ့လာတာတွေရှိတယ်။မတူညီတဲ့ net ပဲကလူတွေနဲ့ communicate လုပ်ရတာအဟန္တာတွေရှိနိုင်တယ်။ကိုယ်ပိုင်လုပ်ငန်းဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ငွေကြေးဆုံးရှုံးမလား။အချိုးမြတ်မှရနိုင်ပါမလား။ဈေးကွက်အစ်စ်တွေတောင်းအစ်စ်တွေနဲ့ PR တွေဒါအများကြီးရှိနိုင်တယ်။ဘယ်ရမှာဆိုစပြီးဆိုလို့ရှိရင် PR တန်တော့ရှိနိုင်ပါတယ်။ လူတိုင်းမှာပန်းနိုင်နေရတော့ရှိတာပဲဒီပန်းနိုင်ကိုရောက်ဖို့အတွက်လောက်ကြတဲ့အချိန်မှာဆက်ဆက်ချင်းမှာကြုံရတဲ့ပြားဒဏ်တွေအခက်ခဲတွေကိုကင်တွေတဲ့ပုံမူတည်ပြီးတော့ရလက်တွေအနာဂတ်ခြေနေတွေဖွဲ့ပြသွားကြတာဖြစ်ပါတယ်ဆက်ဆက်ချင်းမှာကြုံရတဲ့ပြားဒဏ်ကိုကောင်းကောင်းကင်တွေနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူချင်းတဲ့ရလက်တွေကျတာလာမှာတကယ်လို့မကျွန်တော်ဒီပြားဒဏ်ကိုမကင်တော့နိုင်ဘူးရအောင်မကြော်လွှားနိုင်ဘူးပဲဆိုရင်တော့နောက်ပြန်ဆုပ်ပြီးတော့ပုံမှန်ခြေနေနဲ့ခြေဆက်သွားကြတာဒါမျိုးတွေလည်းရှိမှာပဲဖြစ်ပါတယ်တော့အပြောင်းလဲတစ်ခုလုပ်မယ်ဆိုလို့ရှိရင်ဆက်ဆက်ချင်းမှာ discount ပေါ်ရဲ့ဒဏ်ကိုတော့ခံရနိုင်တာပဲဖြစ်ပါတယ်နာကျင်မှုတွေပြားတွေခက်ခဲတွေပေါ့နော်ဒါ ါတွေကကျွန်တော်တို့ကြော်ရမှာပဲဖြစ်ပါတယ်။ကိုကဒီဖျားတံတွေခက်ခဲတွေကောင်းကောင်းကင်တွေပြီးတော့ကြော်လွားနိုင်မှသာလဲကိုရဲ့အကြောင်းလေးရှင်းမြင့်ပြီးတော့ရှင်းဆက်နိုင်မှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။